ကမ္ဘာကြီးပြကင်းကြုံပြီး survival ဇလန်းမျိုးတွေကိုမှစိုက်နေတဲ့သူတွေထိုင်ရာကမထကြည့်ကျင်မဲ့ဇလန်းတစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်။အချင်းချင်းအားဖြင့်တောက်ကြနေတိုင်းတွေးဆကြတဲ့အသက်ကြီးပြီဖြစ်တဲ့တငယ်ချင်းတစုကဖဲကစားနေရင်မီးပြတ်သွားပါတော့တယ်။ထို့နောက်မှာတော့အပြင်မှာဆူညံတဲ့တွေကြားရပြီးလူတွေတည်နေတာကိုတွေ့ရပြီးကောင်းငင်ပေါ်ကနေနှင်းတွေကလည်းကျလာပါတော့တယ်။အဲ့လိုဖြစ်တော့မှဝမ်းဆိုတဲ့သူကအိမ်မှာသူ့ရဲ့မိသားစုဂျန်ခဲ့တာကိုတည်ရပြီး မိသားစုကိုကယ်ဖို့လုပ်ပါတော့တယ်။ဒီစကားဟာကျွန်တော်တို့ကြည်ပီးသားဖြစ်တဲ့ walking dead လို့လို့ stranger thing လို့လို့ဇာတ်လမ်းမျိုးလဲခန်းစားရတယ်လို့ဇာတ်ကားထဲမှာပါတဲ့ဇာတ်ဝင်ခန်းတွေကလည်းမပြင်းသွားရပဲဘာများဖြစ်လိမ့်မလဲဆိုတဲ့အသက်ရှင်သန်အောင်လုပ်ရပြီးမထင်မှတ်ထားတဲ့ဇာတ်လမ်းအချို့ကွေတွေနဲ့ဇာတ်လမ်းပြီးတဲ့အထိကြည့်ရှုသူကိုဆွဲဆောင်ပါစေမှာပါ။ဇလန်အဆုံးကိုလည်းရှင်းဆက်ပြပြပေးမှဖြစ်တဲ့အတွက်နောက်ထပ်ပေးပါအောင်ခင်ဗျာဇလန်အစမှာတော့ဝိုင်တို့တငငချင်းတစုဟာ သူတို့ရဲ့အားလျင်မှာတငယ်ချင်းအိမ်မှာစုပြီးတွေ့ဆုံပွဲလုပ်ပြီးဖဲကစားနေကြပါတယ်အလိုချင်မှာပဲရုတ်တရက်မိကပြတ်သွားပြီးဖုံးတွေကလည်းသုံးမရတော့ပါဘူးဒါပေမဲ့သူတို့လည်းမိရဲ့တွေနဲ့ဆက်လက်ကစားနေတော့မှအပြင်ဘက်မှာအတန်တန်ချလိုက်တော့အပြင်ထွက်ပြီးကြီးတဲ့ချိန်မှာသူတို့ရဲ့အပြင်ထွက်သွားတဲ့တငယ်ချင်းတယောက်ကလမ်းမပေါ်မှာလဲကျနေတာကိုတွေ့လိုက်ရတော့တငယ်ချင်းတယောက်ကအပြင်ထွက်ခင်ကိုလုပ်ပါတယ်ဒါပေမဲ့အပြင်ကိုကြီးတဲ့ချိန်မှာရုတ်တရက်ကြီးနှေးတွေကျနေပြီး တစ်ခုခုဖြစ်နေတာကိုတတိထားမိသွားတော့အပြင်ထွက်ခင်မဲ့သူကိုတားလိုက်ပါတယ်။အဒီအချိန်မှာပဲကားတစ်စီးကရက်ထားတဲ့ကားကိုတိုက်ပြီးသွားပြီးအထင်းမှလူတယောက်ဒေနေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မဲသူတို့ကမိသားစုတွေကိုစိတ်ပူသွားပြီးဖုံးဆက်ကြည့်တဲ့အခါမှာတော့ဖုန်းလိုင်းတွေကလည်းမမီတော့ဘူးဖြစ်နေပါတယ်။ဒါကြောင့်မဲအိမ်ကိုစိတ်ပူတဲ့ဟွမ်ရဲ့တငယ်ချင်းကဘာမှပြောညာမပြောနဲ့သူအိမ်ကိုသွားမယ်ဆိုပြီးတားမရပဲအပြင်ကိုထွက်ပြီးလမ်းမပေါ်ရောက်တယ်ဆိုရင်ပဲ လဲချတည်ဆုံးသွားတာကိုမြင်လိုက်ရပါတယ်။သူတို့လည်းဘာလို့ရမှမသိထိုင်နေကြတော့မှအောက်ဖက်ကနေအကူကြီးတောင်းတန်ကိုကြားရတော့ဘယ်သူမှမသိတော့ဖွင့်ပေးရမလားမပေးရဘူးလားဝေခွေမရဖြစ်နေပါတယ်။ဒါပေမဲ့မိန်းကလေးကသူကပစ္စည်းလာပို့တဲ့သူဖြစ်ပြီးအခက်အခဲဖြစ်နေလို့ကူညီဖို့ပြောတဲ့အတွက်တကားကိုဖွင့်ပေးလိုက်ပါတယ်။ကောင်မလေးလာခဲ့တဲ့နေရာကတော့သူတို့ကားကိုယ်တော်ဘက်ကဖြစ်နေပြီးအရင်နောက်ဘက်ကိုလာဖို့လမ်းကြားကအမိုးရှိတဲ့အတွက် သူတို့သွားလာနိုင်ကြအောင်သူတရားတော်မှာသူတို့လည်းကားကိုယ်တော်ဘက်ကိုသွားဖို့လမ်းစာရသွားပါတော့တယ်။ဒါကြောင့်မဲကားကိုယ်တော်ကကားတော်ထားတဲ့နေရာကကားတော်ကိုသွားယူကြပါတယ်။ကားတော်ရလို့ကားကိုစံနှိုးကြည့်တဲ့အခါမှာတော့ကားရဲ့အကုန်လုံးကစံနှိုးမလာပါဘူး။အဲတော့မှပဲသူတို့ကြုံတွေ့နေရတာကနှင်းကြပြီးလူတွေတည်နေတာတခုလည်းမဟုတ်ပဲလျှက်စစ်တန်းလိုက်ကြောင့်စက်ကပြားတွေပျက်စီးသွားပြီးကားတွေနှိုးမရတော့ကြောင်းနားလေသွားပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့အိမ်ရှိကမီးအောင်မြင်ရတော့ အချက်ပေးပြီးဆက်သွယ်မှုလုပ်တဲ့ချိန်မှာတပတ်ကအဖိုးကြီးကပဒင်းတကားကိုဖွင့်လိုက်ရင်ပဲတိတ်ဆုံးသွားပြီးသူ့နောက်ကရောက်လာတဲ့အဖွာကြီးပါတိတ်ဆုံးသွားတာကိုတွေ့လိုက်ရတော့မှဟွာဟာသူ့မိသားစုလည်းဘလို့ဖြစ်မလဲဆိုပြီးအတင်းထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဒီအတိုင်းထွက်ဖို့မဖြစ်နိုင်တဲ့အတွက်ညနေဖုန်းစုတစ်ခုနဲ့ခန္ဓာကိုယ်ကိုလုံခြုံအောင်လုပ်ပြီးသူ့မိသားစုရှိတဲ့နေရာကိုထွက်ဖို့လုပ်ပါတော့တယ်။သူ့အပြင်ကိုရောက်ရင်ပဲနှင်းတွေထိတွေ့မှုကနေကာကွယ်ထားတော့ဘာမှမဖြစ်ပဲဆက်သွားပါတော့တယ်။အပြင်မှာတော့လောကကြီးက နှင်းတွေဖုံးနေပြီးလူတွေလည်းလမ်းမပေါ်မှာပြန်ကျဲစွာတည်ဆုံနေကြတာကိုတွေ့ရပါတော့တယ်ဒီလိုနဲ့သူဟာတယောက်တည်းရှောင်နေရင်အနောက်ကနေအတန်ကြားလို့လှည့်ကြည့်မိလိုက်တော့လူတယောက်ကသူ့နောက်ကိုလိုက်နေတာကိုသတိထားမိသွားပြီးဆက်လက်ပြေးလာပါတော့တယ်ဝမ်လဲလမ်းလျှောက်နေရင်ယထာလမ်းပေါ်ကယထာတွဲရဲ့ဘေးမှာလူတွေတည်ဆုံနေတာကိုတွေ့ပြီးကြည့်နေတော့ယထာတွဲထဲမှာအသက်ရှင်ချင်ရည်သူလူတွေဟာသူ့ကိုလမ်းပြီးအကူအညီတောင်းနေတဲ့အတွက်တွားရောက်ပြီးသူလဲမိသားစုကိုရှာရမှာဖြစ်တဲ့အတွက် ရှိတဲ့အစာရည်စာတွေကရေဘူးတဘူးကိုပေးလိုက်ပြီးပြန်ထွက်လာလိုက်ပါတယ်။ကြံခဲ့တဲ့လူတွေထဲမှာလည်းပစ္စည်းပို့သမားကောင်မလေးကသူ့အိမ်ပြန်ကျင်တယ်လို့အတင်းပြောပြီးထွက်ဖို့လုပ်နေတော့အိမ်ရှင်ဖြစ်တဲ့သူကသူ့တည်တဲ့မိသက်ဌာနမှာမျက်နှာဖုံးတွေသူ့ကိုယ်တိုင်သွားယူပေးမယ်ဆိုပြီးကောင်မလေးကိုသူ့မရဲ့စပိန်ကိုသွားယူခိုင်းလိုက်ပါတယ်။စပိန်ကိုတွန်းလာတဲ့အချိန်မှာတော့စပိန်ရဲ့ရှေ့မီးကမီးလင်းနေတာကိုတွေ့သွားပြီးပြည့်စစ်တန်တိုင်းလိုင်းဟာခေပေါ်ပစ္စည်းတွေကိုသာဖျက်ဆီးစေပြီးဝါယာကြိုးတွေကိုတော့ ပြစ်စီစီးစီတာကိုတတိထားမိသွားပါတယ်။ဟိုကတယောက်ကတော့သူ့ရဲ့အိမ်ဘက်ကိုလမ်းလျှောက်လာပြီးအိမ်တိုက်ခန်းရှိကိုရောက်တဲ့အခါမှာတော့ကားတစ်စီးကဝင်တိုက်ထားပြီးခွေးလေးတစ်ကောင်လည်းတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီလိုနဲ့သူကရှစ်ဆက်ပြီးအပေါ်တက်သွားချိန်မှာတော့တိုက်ခန်းထဲကလူအချို့ကိုတွေ့ရပြီးသူအခန်းထဲရောက်ချိန်မှာတော့သူ့အမျိုးသမီးကိုတွေ့ရပါတယ်။အဲတော့မှပဲသူ့အမျိုးသမီးပဲရှိနေပြီးသူ့သမီးလေးကတော့အပြင်ကိုထွက်သွားပြီးအခုလိုအဖြစ်ပြက်ကြီးမှာပြန်မရောက်သေးကြောင်းသိလိုက်ရပါတော့ တိုက်ခန်းတဲ့ကလူတွေကလည်းဘသူမှအပြင်ကိုထွက်လို့မရတဲ့အချိန်မှာအပြင်ကနေ လူတယောက်ရောက်လာတယ်ဆိုတော့သူ့မှာအကာအကွယ်မျက်နှာပေါင်းတစ်ခုပါလာမယ်ဆိုတာတတိထားမိသွားပြီးဝမ်နဲ့သူ့ရဲ့ဇနီးကသူ့သမီးကိုရှာဖို့အပြင်ပြတ်ထွက်ဖို့လုပ်ပါပဲမထွက်ခိုင်းမဲ့မျက်နှာပေါင်းကိုတောင်းပါတော့တယ်ဝမ်ကလည်းသူ့သမီးကိုရှာရမှာဖြစ်တဲ့အတွက်မျက်နှာပေါင်းကအရေးကြီးတော့ မပြီးပဲပါလာတဲ့တနက်နဲ့ချိတ်ချောက်ပြီးဖက်ပြေးဖို့လုပ်ပါတယ်နောက်ကနေလဲတခြားသူတွေကလိုက်ဖန်တော့တနက်နဲ့ပြစ်ပြီးဖက်ပြေးကြရင် ခန်းတစ်ခုလည်းရောက်သွားပြီးပိတ်မိသွားပါတယ်။အပြင်မှာလည်းပိတ်ထားတဲ့တံခါးကိုတွန်းဖွင့်နေပြီဖြစ်တဲ့အတွက်သူ့ရဲ့မိန်းမကိုမျက်နှာဖုံးကိုပေးလိုက်ပြီးအပြင်ကိုထွက်ပြေးသူ့တငယ်ချင်းတွေဆီအကူအညီသွားတောင်းဖို့လွှတ်လိုက်ပါတယ်။ဒါပေမဲ့တံခါးကနေရောက်လာမဲ့သူတွေကသူ့ကိုပါအန်ဒီယံပြုတ်မှတိထားတော့လူတွေကဝင်လာတဲ့အခါသူ့နောက်ကိုလိုက်မလာအောင်ပြတင်းမောက်ကိုခွဲလိုက်ပြီးသူကတော့ကျွတ်ကျွတ်အိတ်ကိုခေါင်းပေါ်မှာဆုပြီးအပြင်ကိုထွက်လာလိုက်ပါတော့တယ်။ဒါပေမဲ့အပြင်ရောက်ရင်ပဲကျွတ်ကျွတ်အိတ်ထဲမှာအသက်ရှူမှုဝါဖြစ်သွားပြီးလဲကျသွားပါတော့တယ်။ ဒါပေမဲ့သူရုတ်တရက်ပြန်လို့လာတဲ့အချိန်မှာတော့ကားတစ်စီးပေါ်ရောက်နေပြီးကားပေါ်ကလူတွေကတော့သူ့တင်ငင်ချင်းတွေပါပဲအချောင်းကတော့ရိုးရိုးဝါယာကျိုးတွေကိုတက်ကူးလာတိသွားတဲ့အတွက်သူ့တင်ငင်ချင်းကမိသက်ဌာနကမျက်နှာဖုံးတွေကိုတွားယူပြီးခေဟောင်းကားတစ်စီးကိုဆက်နှုတ်လို့ရအောင်လုပ်ပြီးထွက်လာချိန်မှာသူတို့ရဲ့တနတ်တန်ကိုတတိထားမိသွားပြီးလာရောက်ကတင်ခဲ့တာပါပဲသူတို့တွေကအိမ်ပြန်ရောက်ရင်ပဲအားလုံးကအပြင်ကအဖြစ်ပြက်ကိုတိသွားကြပြီးလုံုံတဲ့တနေရာဖြစ်တဲ့ကျွန်းကိုသွားဖို့တိုင်ပင်ကြပါတော့တယ် ဒါပေမဲ့မိသားစုနဲ့မတွေ့ရသေးတဲ့သူတွေကတော့သူ့မိသားစုကိုရှာဖို့တုံးလို့ရတဲ့ကားကိုတောင်းလာပါတော့တယ်။အိမ်ပိုင်ရှင်ဖြစ်ပြီးကားကိုမောင်းလို့ရအောင်လုပ်တဲ့သူကတော့မပေးဘူးလုပ်နေချိန်မှာပဲသူတို့တဲကလူတစ်ယောက်ကကားကိုယူပြီးပြေးပါတော့တယ်။ဒါကြောင့်ပဲဝိုင်းတို့လင်မယားလည်းကားမရှိတော့ဘူးဆိုတော့သူတို့သမီးရှိနိုင်မဲ့စာတင်ကြောင်းဘက်ကိုလမ်းလျှောက်ပြီးထွက်လာပါတော့တယ်။ကားကိုယူပြီးသွားတဲ့တယောက်လည်းလမ်းမှာပဲကောင်းကင်ပေါ်ကနေအဒီအောင်လင်းလန်းကြီးတွေနဲ့အတူကဘာမျိုးပေါ်ကိုပြုတ်ကြလာတဲ့အရာတွေကိုတွေးသွားတော့ အန်အော်ဘီဖြစ်နေတော့မှရှေ့ကိုတတိမထားမီတော့တိုက်မိပြီးတတိမေသွားတဲ့အချိန်မှာမျက်နှာဖုံးတဲ့လူတစ်စုကရောက်လာပြီးတွေ့ရှိသွားပါတယ်ဝမ်တို့လည်းစာတင်ကြောင်းကိုရောက်တော့နေရာဆောင်အောင်လိုက်ရှာနေရင်အတန်တစ်ခုကြာတော့ကောင်လေးတယောက်ကအိမ်သာထဲမှာသူ့တငယ်ချင်းတွေကပိတ်ထားတာကိုခံလိုက်ရပါတယ်သူကတော့အိမ်သာထဲမှာပိတ်ထားခံရတော့လက်ရှိအပြင်မှာဖြစ်ပျက်နေတာကိုမသိသေးတော့သူရှင်းပြလည်းမရလို့အတင်းထွက်သွားပါတယ်ဒါပေမဲ့ကျောင်းရဲ့အပြင်မှာသူ့တငယ်ချင်းတွေတည်ဆုံနေတာကိုတွေ့သွားတော့မှ ူ့ကိုအိမ်လိုက်ပို့ဖို့အကူအညီတောင်းပါတယ်။ဒါပေမဲ့ဝမ်တို့လည်းသူသမီးကိုရှာနေတာမို့အကူအညီတိုင်းပေမဲ့သူသမီးကိုတိလာပြီးတော့ခေါင်းလေးကတိပါတယ်။သူတငယ်ချင်းရဲ့အိမ်ကိုလိုက်ပြမယ်ဆိုပြီးထွက်လာပါတယ်။အိမ်ရောက်တယ်ဆိုရင်ပဲအိမ်ထဲမှာဘာမှမရှိပဲအိမ်ရဲ့အနောက်ဘက်မှာတော့စားတောက်စပွဲမှာလူတွေတည်ဆုံနေတာကိုတွေ့တော့ဝမ်လည်းသူသမီးတို့များဖြစ်နေမလားဆိုပြီးကြောက်ကြည့်တဲ့အခါမှာတော့အားလုံးဟာအာရှသားတွေဖြစ်နေပြီးသူတို့လာတဲ့အိမ်ကတော့သူသမီးရှိမဲ့နေရာမဟုတ်ပဲ ကောင်လေးကညာပြီးသူ့အိမ်ကိုခေါ်လာတာဖြစ်ကြောင်းသတိထားမိခဲ့ပါတယ်။ကောင်လေးရဲ့မိသားစုကလည်းအကုန်တိဆုံနေကြပါတော့တယ်။ဒါကြောင့်နေပဲကောင်လေးလည်းစိတ်ထိခိုက်ပြီးဒီမကောင်းဖြစ်သွားတော့သူ့သမီးကိုဆက်မရှာနိုင်တော့ပဲကောင်လေးကိုကူဖို့စေကန်းတစ်ခုကိုဝင်ပြီးဆေးရှာရပါတော့တယ်။ဖြစ်ချင်တော့ဆေးဆံရဲ့အရှိမအမျိုးသမီးတစ်ယောက်ကဗိုက်ကြီးနဲ့ကလေးမွေးတော့မှမို့ကုညီမဆိုပြီးပြောတော့ဝမ်ကမယုံတော့ဖွင့်မပေးပဲလုပ်နေတဲ့အချိန်မှာသူ့ရဲ့အမျိုးသမီးကကုညီရမယ်ဆိုပြီးတကောင်းကိုဖွင့်ပေးလိုက်ပါတယ်။ ဲတော့မှကောင်မလေးကလိန်လာဖြစ်ပြီးအခြားတစ်ဖက်ကနေလူတစ်ယောက်ကဝင်လာပြီးသူတို့ရဲ့အစားတောက်တွေပါတဲ့အိတ်ကိုယူပြီးသူတို့ကိုတကားပိတ်သွားပါတော့တယ်။ဒါပေမဲ့နေမကောင်းလို့လဲနေတဲ့အခြားခန်းကကောင်လေးကရှိနေတော့သူတို့ကိုတကားဖွင့်ပေးပြီးရှေ့ဆက်သွားဖို့အဆင်မပြေတော့သူတင်ငင်းအိတ်ကိုပဲပြန်လာလိုက်ပါတော့တယ်။သူတို့ပြန်လာတဲ့လမ်းမှာပဲသူပထမတစ်ခေါက်သွားတော့မှတွေးခဲ့တဲ့ယထာရွေးနေရကတကားတွေပျက်စီးနေပြီးသူတွေးခဲ့တဲ့ယထာရွေးဘီးကလူတွေလောင်းနေလဲမရှိတော့တယ်လို့ယထာရွေးထဲမှာလည်းပျက်စီးနေပြီး သူရေဘူးပေးခဲ့တဲ့သူတွေလည်းမရှိတော့တာကိုသတိထားမိသွားပါတယ်။ဒီလိုနဲ့ပဲသူတို့လည်းတငင်းချင်းအိမ်ကိုပြန်ရောက်လာပါတော့တယ်။သူတို့ရဲ့ပစ္စည်းကိုယူသွားတဲ့ကောင်လေးနဲ့ကောင်မလေးကတော့ကားရထားတော့ကောင်လေးကလှုပ်ရှားမှုတစ်ခုတွေ့တော့တွားကြည့်တဲ့အခါမှာတိုက်ခတ်ခံလိုက်ရပြီးကားထဲမှာသရှင်နာတော်နေတဲ့ကောင်မလေးလည်းအရာတစ်ခုကိုမြင်ပြီးကြောက်လန့်တကြအောင်ဝင်နေတဲ့အချိန်မှာကားကိုတစ်ခုခုကတွန်းလိုက်ပြီးတံခါးပေါ်ကနေကားကိုအောက်ကိုပြုတ်ကျအောင်လုပ်လိုက်ပါတော့တယ်။တငင်းချင်းအိမ်ကိုပြန်ရောက်လာတဲ့ဝမ်ကလည်းသူသမီးကိုရှာဖို့ဗမာရှာရမလဲမသိဖြစ်နေတဲ့အချိန်မှာပဲ သူတင်ငယ်ကြီးအင်းကအမိုက်ပုံးတဲကနေဖုံးစာအုပ်တော့ကိုရှာပြီးတော့မှဖုံးရဲ့လိပ်စာကနေသူတမီးရဲ့တင်ငယ်ကြီးရဲ့အရင်လိပ်စာကိုရပြီးတယောက်တည်းရှာဖို့ခက်လာပါတယ်။ဒါပေမဲ့သူတင်ငယ်ချင်းကပဲနောက်ကနေကားနဲ့လိုက်လာပြီးအတူကူရှာပြီးဖို့ထွက်လာပါတယ်။တင်ငယ်ချင်းတစ်ယောက်ကားမောင်းလာရင်တရားတစ်ခုရောက်လာတော့ကားတွေကတောင်းလို့ပုံထားပြီးလူတယောက်အနေနဲ့ဓာရီယာအခုလိုအခြေအနေကြီးမှာလှုပ်ထားမှုဖြစ်နိုင်တဲ့ပုံစံမျိုးကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်မင်းသူတို့လည်းအခြေအနေကိုကြည့်နေတော့မှ ကာတန်းကြီးတစ်ခုကိုပြီးတော့မှရောက်လာတဲ့သူတွေဟာစစ်သားတွေဖြစ်နေပြီးသူတို့ကိုလုံခြုံတဲ့နေရာရှိကြောင်းနဲ့ရှေ့ကိုဆက်သွားရင်အန်ဒီရရှိလို့မသွားဖို့ပြောပြီးရှေ့ဆက်သွားပါတယ်ဒါပေမဲ့သူတို့လည်းစစ်ကားတွေမလုပ်လဲဆိုတာကိုသိကျင်တော့အနောက်ကနေခိုးပြီးလိုက်ကြည့်ပါတယ်သူတို့လိုက်ကြည့်နေရင်တနေရာရောက်တော့စစ်ကားတွေနားကိုရောက်တော့တနက်နဲ့ပြစ်ဖို့လုံတဲ့အခါမှာတော့သူတို့ကိုတွေ့သွားပြီးပြစ်တယ်မှတ်ပြီးမောင်းပြပါတော့တယ်ဒါပေမဲ့သူတို့ကိုပြစ်တာမဟုတ်ပဲအပေါ်ဘက်ကလှုပ်ရှားနေတဲ့အရာတွေကိုပြစ်နေတာဖြစ်ပြီးအချိန်နဲ့ကားမောင်းနေတော့ ကားကဒိမောက်သွားပါတော့တယ်အပေါ်ကစစ်သားတွေပြစ်နေတဲ့အရာတွေဟာအင်းဆက်ပိုးလိုအကောင်ကြီးတွေဖြစ်နေပြီးလူတွေကိုပြည်ကိုအမြင်လိုအရာတွေနဲ့ရစ်ပတ်လိုက်ပါတော့တယ်ဝန်တို့လည်းကားမောက်တဲ့နေရာကနေထွက်လာပြီးလုံခြုံတဲ့နေရာကိုသွားဖို့အခြေအနေကြီးသွားချိန်မှာတော့ပြန်ထွက်လာကြပါတယ်စစ်သားတွေကလည်းဘယ်သူမှမရှိတော့ပဲသူတို့ကြံခဲတဲ့တနက်ကိုယူပြီးဆက်သွားတဲ့အခါမှာတော့အတိုက်လိုမျိုးလုထားတဲ့နေရာကြီးကိုတွေ့တော့အကောင်တစ်ကောင်ကထွက်လာပြီးတိုက်ခတ်မှုလုပ်တဲ့အခါမှာတော့ဝန်ကပြတ်တက်လိုက်ပါတယ်ဒါကြောင့်လည်း ခြားကောင်တွေပါထွက်လာပြီးတိုက်ခိုက်တဲ့အခါမှာတော့ထွက်ပြေးနေတော့မှသူတို့ကိုကူညီမဲ့သူကိုတွေ့တော့နောက်ကနေလိုက်သွားတဲ့အခါမှာတော့အကောင်ကြီးတွေကိုအပေါ်ကနေမီးနဲ့ပြစ်ပောက်ပြီးသူတို့ကိုတိုက်ခန်းနေကိုခေါ်သွားပါတယ်။အဲတော့မှပဲသူတို့လိုပဲအခြားရှင်တန်းသူတွေကိုတွေ့လိုက်ရပါတော့တယ်။ဖြစ်ချင်တော့သူတို့ကားကိုခိုးပြီးတတိမိသွားတဲ့သူကလည်းလက်ရှိအဖွဲ့ကနေကဲထားကြီးခံခဲ့ရပါတယ်။အဲတော့မှအကောင်ကြီးတွေဟာကောင်းငင်ဘော်ကနေအနီရောင်လင်းတဲ့အတူကြလာတာကိုသိလိုက်ရပါတယ်။ ကာကိုပြီးထွက်လာတဲ့သူကလည်းပွမ်တို့ပြန်ထွက်သွားမယ်ဆိုတာကိုသိတော့သူတို့ကိုထွက်သွားလို့ရမယ့်နေရာရှိပြီးပွမ်မှလည်းလက်နဲ့ရှိတော့ဒီနေရာကအခြားသူတွေကိုပါကူညီပြီးလုံခြုံတဲ့နေရာကိုအတူခေါ်သွားဖို့အကူအညီတောင်းပါတော့တယ်။ပွမ်ကလည်းသူတပီးကိုရှာဖွေရမှာဖြစ်တဲ့အတွက်လက်မှတ်ခံခြင်းပေမဲ့သူအမိုးပေါ်ကနေအပြင်ကိုကြည့်တော့မှအကောင်ကြီးတွေကနေရာတိုင်းမှာရှိနေပြီးဒီနေရာဟာမလုံခြုံတော့တာကိုသတိထားမိသွားပါတယ်။ ဒါကြောင့်ပဲလိုက်ပါမဲ့သူတွေကိုလုံခြုံအောင်ပြင်ပေးပြီးအတူထွက်ပြီးဖို့မဖြစ်နိုင်တော့တဲ့သူတွေကတော့ဂျန်ကေးကိုဆုံးဖြတ်လိုက်ကြပါတယ်ဒီလိုနဲ့ပဲအသက်ရှင်ဂျန်ကြီးသူတွေကိုဝန်တို့ကဥဆောင်ခေါ်လာပြီးတွားလို့ရမယ့်လိုင်ကောင်းကိုတူးနေတော့မှအကောင်ကြီးတွေကရောက်လာတော့ပုံနေကြရပြီးအကောင်ကြီးတွေကလှည့်ပက်ဝိုင်းနေပါတော့တယ်ဒါပေမဲ့သူတို့ထွက်လာတဲ့နေရာကဂျန်ကြီးသူတွေဟာသူတို့ကိုသူတို့စတဲ့ပြီးအကောင်ကြီးတွေကိုခေါင်းလောင်းပြီးအတန်ပြူလိုက်တော့အကောင်တွေတော်တော်များများကအတန်လာရစီကိုထွက်သွားကြပါတော့တယ် ဒါကြောင့်လည်းပဲဝမ်တို့လည်းလွတ်လပ်ရသွားပြီးကားတစ်စီးကိုယူပြီးဖက်ပြေးတဲ့အခါမှာတော့သူတို့ကိုကူညီခဲ့တဲ့နေရာကတော့တိုက်တစ်ခုလုံးပြီးလောက်နေတာကိုတွေ့လိုက်ရပါတော့တယ်။သူတို့ရဲ့နေရာကိုသွားဖို့လမ်းခုလည်းရောက်မှာတော့သူတို့ကယ်လာခဲ့တဲ့သူတွေကစစ်သားတွေပြောခဲ့တဲ့လုံခြုံတဲ့နေရာကိုဆက်သွားကြပြီးဝမ်တို့ကတော့အိမ်ဘက်ကိုလမ်းလျှောက်ပြီးပြန်ထွက်လာကြပါတယ်။အိမ်ကိုရောက်တော့မှပဲဝမ်တိလိုက်ရတာကသူ့ရဲ့တမီးဟာအိမ်ကိုရောက်နေပြီးသူတို့ကရှာတွေ့ခဲ့တာမဟုတ်ပဲကောင်မလေးကသူ့ဘာသာသူ့တငယ်ချင်းကိုရောက်လာတာကိုသိလိုက်ရပါတယ် ဒါပေမဲ့မှတ်ဉာဏ်အချို့ချို့ရင်းနေပြီးနေမကောင်းဖြစ်နေပါတော့တယ်သူတို့လည်းလက်ရှိအဖြစ်ပြကြီးကြောင့်စိတ်ထိခိုက်သွားတာလို့မှတ်ယူပြီးသူတို့စီစဉ်ထားသလိုကျုံးကိုအားလုံးအတူသွားဖို့ပြင်ဆင်ပြီးကားနဲ့ထွက်လာပါတော့တယ်ဒါပေမဲ့လှေစိတ်ကိုရောက်တဲ့အခါမှာတော့ရေတွေကမရှိနေတော့သလိုသူတို့ရဲ့သွားဖို့လှေကလည်းနေရာမှာမရှိနေတာကိုသိလိုက်ရပါတယ်သူတို့လည်းရေရှိလောက်မဲ့နေရာကနေပတ်သွားဖို့ပြန်ထွက်ကြပြီးလက်ခီးမှာတော့ကားပေါ်မှာသူသမီးကကောင်းကောင်းမွန်မွန်ပြန်လို့လာတဲ့အခါမှာ ပျောက်နေတဲ့လေဟာသူသမီးယူသုံးထားတာကိုပွန်ရဲ့တငယ်ချင်းတွေကတတိသားမိလို့မေးလိုက်တဲ့အခါမှာတော့ကောင်မလေးကမဟုတ်ဘူးမသုံးပါဘူးပြောပြီးသူအိမ်ကိုရောက်တော့ကဆွတ်လာတဲ့မျက်နှာဖုံးကိုလည်းမမှတ်မိဘူးဖြစ်ဖြစ်ပါတယ်။ဒါပေမဲ့နေမကောင်းသေးလို့ပါလို့သဘောထားပြီးရှေ့ဆက်လာတဲ့အခါမှာတော့လူတွေအများကြီးကိုတွေ့ရလို့ကြိလိုက်တဲ့အခါမှာသူတို့ကူညီခဲ့တဲ့သူတွေဖြစ်ပြီးစားတော့ဆရာတွေအများကြီးရှိတဲ့ကိုတော်ကြီးတွေမှာလူတွေစုယုံနေကြပြီးလုံခြုံနေတာကိုတွေ့လိုက်ရပါတယ်။သူတို့လည်းအေးဆေးဖြစ်ဖြစ်မို့ စားတော့နေကြတော့ကောင်မလေးကထူးထူးဆန်းဆန်းအပြည့်အဝတွေထပ်ဖြစ်ပြန်ပါသေးတယ်။ဒါပေမဲ့မနက်ခင်းနိုးလာတဲ့အခါမှာတော့လူတွေကအပြင်ဘက်ကိုပြေးထွက်လာတာကိုတွေ့ရတော့မဖြစ်တာလဲဆိုပြီးအံဩနေတော့မှာပဲသူတို့တွေ့လိုက်ရတာကနှင်းတွေဟာကြမနေတော့ပဲကောင်းဝင်ကြီးကလည်းရှင်းနေပြီးအပြင်ကိုထွက်လို့ရရောက်တည်သွားပါတော့တယ်။ဒါကြောင့်ပဲအားလုံးကအပြင်ကိုထွက်ပြီးပျော်နေတော့မှာသူတို့ရဲ့တငယ်ချင်းလူကတ်စ်ကြောက်နေတာကိုသတိထားမိသွားပါတယ်။အဲ့လိုနဲ့လိုက်ရှာလိုက်တဲ့အခါမှာတော့ လူကတ်တောက်ထားတဲ့အရက်ပလင်းပဲတွေ့ပြီးလူကတ်ကိုတော့ဘယ်နေရာမှာရှာလို့မတွေ့ပါဘူးအဲ့လိုအချိန်မှာပဲကာစီထိုးဆိုင်လာပြီးလူ၃ယောက်ဆင်းလာပါတော့တယ်သူတို့ရဲ့လက်ထင်းမှာလည်းတနတ်တွေခြိုက်ထားပြီးမြင်မြင်သမားကိုပြစ်ပါတော့တယ်ဒါကြောင့်လည်းပဲအားလုံးကရုံးသုံးကားနဲ့ဖြစ်ပြီးပြေးသွားနေချိန်မှာဝမ်တို့ကပြန်လည်ပြစ်ခတ်ပြီးလူမျိုးကိုတော့ရှင်းလင်းပြစ်ခတ်နိုင်လိုက်ပါတယ်တယောက်ကတော့လွတ်မြောက်သွားပါတယ်သူတို့ပြစ်ခတ်လိုက်တဲ့သူကိုတွေ့တဲ့အခါမှာတော့သူတို့လည်းအံဝတ်သွားရပါတယ်ဒါကြောင့်လဲဆိုရင် ူတို့ကိုပြစ်ခတ်နေတဲ့သူဟာအမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူတို့ကိုကူညီခဲ့တဲ့ကလေးသုံးယောက်ရဲ့မိခင်ဖြစ်နေလို့ပါပဲ။ဒါပေမဲ့ထိခိုက်သွားတဲ့သူတွေကိုကူညီနေလို့မှာပဲပျောက်သွားတဲ့သူတို့ရဲ့တငယ်ချင်းလူကတ်ကအခြားသူတွေနဲ့တူရောက်လာပြီးလုံခြုံတဲ့နေရာကိုတွေ့ပြီးမှလိုက်ခဲမှုခေါ်ပါတော့တယ်။သူတို့ရဲ့ကားတွေကတနက်ပြစ်ခတ်မှုကြောင့်တုံးလို့မရတော့တဲ့အခြေအနေမှာလူကတ်ခေါ်လဲနောက်ကိုပဲလိုက်လာပါတော့တယ်။လူကတ်ကလည်းသူများကအမှုလွန်သွားပြီးတတိယတော့တနေရာမှာဖြစ်နေပြီးစစ်သားတွေကတွေ့လို့ လုံခြုံတဲ့နေရာကိုသိသွားကြအောင်ပြောပြပါတယ်ဒါပေမဲ့သူအမိုးလုံပြီးရောက်ခဲ့တဲ့နေရာကလူတယောက်အနေနဲ့ညအမောင်ထဲမှာအလွယ်တကူမရောက်နိုင်တဲ့အရန်အလန်းဝေးတဲ့နေရာဖြစ်နေတာကိုသူလည်းမသိဘူးဖြစ်နေပါတယ်သူတို့ကားဖြတ်သွားခဲ့တဲ့လူကက်ပြန်တရီရတဲ့နေရာရဲ့အောက်မှာတော့လှိုင်ကောင်းတစ်ခုရှိနေပြီးခုနကသူတို့ကိုပစ်ခတ်ခဲ့ပြီးလွတ်မြောက်သွားတဲ့သူကတော့လှိုင်ကောင်းလေးကိုဝန်းရောက်နေပါတယ်သူ့ရဲ့အရှိမာတော့အကောင်ကြီးတစ်ကောင်မှရှိနေပါတယ်ဒါပေမဲ့သူ့ကိုမတိုက်ခိုက်တဲ့အပြင်လမ်းတော်ဖယ်ပေးပြီးအခြားသောအကောင်တွေလည်း အဲ့ဒီလူကိုလမ်းဖက်ပေးနေတာကိုတွေ့လိုက်ရပါတယ်။ဝမ်တို့လည်းလူကတ်ခေါ်လာတဲ့စစ်စခန်းကိုရောက်လာပြီးတချို့လူတွေလည်းဈေးကူးသားမှုခံယူနေပြီးသူ့ရဲ့တမီးကလည်းနေပြန်ကောင်းနေပါတယ်။ဝမ်ရဲ့တငယ်ချင်းကိုလည်းအရာရှိခေါင်းဆောင်ကလျှက်စစ်နဲ့ပတ်သက်ပြီးနားလည်တဲ့သူကိုပျက်စီးနေတဲ့ခေဟောင်းရေဒီယိုတလုံးကိုပြင်ဆင်ခိုင်းပြီးအရေးကြီးတဲ့စစ်စင်ရေးတစ်ခုကိုပြောပြလာပါတော့။ အဲ့ဒါကတော့သူတို့တငယ်ချင်းလူကတ်ဆရာအကြံဉာဏ်နဲ့ဟွမ်ရဲ့တငယ်ချင်းကိုရေဒီယိုကိုပြင်ပြီးအခြားအသက်ရှင်သူတွေကိုအကြောင်းကြားဖို့မြို့ထဲကိုပြန်သွားပြီးရေဒီယိုတာဝါကနေခြေချဖို့လုပ်ခိုင်းတဲ့အစီအစဉ်ပါပဲ။အဲ့ဒီအစီအစဉ်ဟာဖြစ်မြောက်ဖို့မလွယ်ဘူးပဲအသက်တည်ယုံပဲဖြစ်နိုင်ဖို့ဖြစ်နေပါတယ်။ပြီးတော့မြို့ထဲကိုသွားဖို့ကလည်းယထာလန်းကကားတွေနဲ့ပိတ်ထားခံရပြီးယထာနဲ့ဖောက်ထုတ်မှုလုပ်ချင်ရမှဖြစ်တဲ့အတွက်သူတို့တွေလက်မခံနိုင်ဖြစ်နေပါတယ်။ ပြီးတော့ဝမ်အနေနဲ့ကလည်းသူသမီးကိုခေဖို့သာအဓိကဖြစ်တဲ့အတွက်အစီအစဉ်ကိုသဘောမကျပါဘူး။ဒါပေမဲ့ညမှာတော့အားလုံးအချိန်မှာဝမ်ကအပြင်ထွက်နေတော့မှာပဲဖျားရှိနေရောက်ရောက်လာပြီးလက်ရှိအစီအစဉ်ကအားလုံးအတွက်လုပ်ပြရမှာဖြစ်ပြီးသူတင်ငယ်ချင်းကိုနားချပြီးအစီအစဉ်ကိုအကောင်အထည်ပေါ်ပြမှုအကူအညီတောင်းပါတော့တယ်။ဒါကြောင့်မယ်နနက်ခင်းမှာတော့သူတို့လည်းအားလုံးကိုကူညီဖို့အစီအစဉ်ကိုလက်ခံပြီးအကောင်အထည်ပေါ်ဖို့တခြားသူတွေနဲ့အတူထွက်လာပါတော့တယ်။ရှိနေတဲ့ယထာကြီးကိုကားတွေကိုတွန်းထုတ်ဖို့ခေါင်းဘက်မှာအချုံတွေတက်ပြီး ြက်နေတဲ့ယထာကိုကျွမ်းကျင်တဲ့ပွန်ရဲတငယ်ချင်းကပြင်ပြလိုက်ပြီးယထာထဲထွက်လာပါတော့တယ်။သူတို့တိုက်ထုတ်ရမယ့်နေရာကိုရောက်ခံနေမှာတော့အကောင်တွေကလည်းရှိနေပြီးယထာကိုလည်းအရှိန်တင်လိုက်ပါတော့တယ်။တိုက်ထုတ်ရမယ့်နေရာမှာကားတွေကပုံနေပြီးသူတို့မတိုက်ထုတ်နိုင်ပဲယထာကတိတ်မောက်သွားရင်အားလုံးတည်ချရမှာဖြစ်တဲ့အတွက်အားလုံးဟာစိုးရိမ်နေပြီးဆူတောင်းနေရပါတော့တယ်။ဒါပေမဲ့ကံကောင်းရင်တော့ယထာကအားလုံးကိုတိုက်ထုတ်ပြီးထွက်လာနိုင်ခဲ့တော့အားလုံးပျော်ရွှင်သွားကြပါတော့တယ်။ဒီလိုနဲ့သူတို့တွေမျိုးနဲ့ရောက်တော့ တချို့လူတွေကမြို့ရဲ့အဝင်ဘက်မှာစီးကြံနေခဲ့ပြီးဝန်တူးကတော့ရေဒီယိုတာဝါတိုင်းရှိတဲ့ဘက်ကိုဆက်ထွက်လာပါတော့တယ်။ဒါပေမဲ့ထူးဆန်းနေတာကသူတို့တွေအကောင်ကြီးတွေနဲ့တွေ့မယ်လို့ထင်ထားပေမဲ့အကောင်ကြီးတွေတကောင်းမှရှိမနေတာပါပဲ။ဒါပေမဲ့သူတို့တာဝါတိုင်းကိုရောက်တဲ့အခါမှာတော့တချို့လူတွေကပဝင်းကျင်ကိုထွက်ပြီးလက်ပတ်ကြည့်နေတော့မှပဲသူတို့တွေ့လိုက်ရတာကကောင်လေးတစ်ယောက်လမ်းပေါ်မှာရပ်နေပြီးသူတို့ကိုကြည့်နေတာပါပဲ။နောက်တော့မှသူတို့ရဲ့ဘီပက်လေကအမြင့်နေရာတွေမှာလူတွေကရုပ်တည်ကြီးတွေနဲ့သူတို့ကိုကြည့်နေတာကိုတွေ့လိုက်ရပါတယ်။ ဝမ်တို့လည်းတာဝါတိုင်းပေါ်မှာရေဒီယိုကိုဖြည်ပြီးအပြင်ကိုလုံလုံတဲ့နေရာရှိကြောင်းသတင်းစကားကိုပါနေပါတယ်။သူတို့တွေရဲ့အတန်းထွင်တာကိုစကန်းကကြံခဲ့တဲ့သူတွေကကြားရတော့မှသူတို့လုံနိုင်ပြီဖို့အားလုံးကပျော်ရွှင်ကြပြီးတယောက်နဲ့တယောက်မီရှူးနဲ့အချက်ပေးပြီးအကြောင်းကြားလိုက်ကြပါတယ်။အဲ့လိုနဲ့သူတို့ပျော်ရွှင်နေတော့မှာပဲဘောလုံးကွင်းကနေအလင်းရောင်ကြီးတစ်ခုထွက်နေတာကိုသတိထားမိကြပါတယ်။ဒါကြောင့်မေဝမ်ကဘောလုံးကွင်းဘက်ကိုစစ်ဆေးဖို့လူလုဖို့ပြောပြီးမယ်ပဝင်းကျင်ကိုလက်ပြစစ်ဆေးတဲ့အဖွဲ့ကလူတွေကပြန်မရောက်သေးကြောင်းသိလိုက်ရပါတယ်။ အဲ့ဒါကိုဝန်နဲ့နောက်တစ်ယောက်ကလူကတ်စ်ကိုပြောပြတော့လူကတ်စ်ကသူတို့ပြန်ရောက်ပြီးဇထားဘက်ကိုထတ်လို့တာကြောင့်ပြောပါတယ်အဲ့တော့ဝန်ရဲ့တငယ်ချင်းနောက်တစ်ယောက်ကလည်းလိုက်ကြည့်မယ်ဆိုပြီးပြောတော့အပြင်မှာအီးလို့ထွက်မကြည့်ဘူးလူကတ်စ်ကတားပြီးသူတို့တငယ်ချင်းတွေဆုံတော့သူတို့ရဲ့စော့နေကြဖြစ်တဲ့ဖဲကိုအတူဆုံးဖို့ပြောလာပါတော့တယ်သူတို့ဆုံတဲ့အခါပျော်ပျော်ရွှင်ရွှင်စော့နေကြဖြစ်ပေမဲ့လူကတ်စ်တယောက်ကတော့စားနောက်ပြီးစော့နေတာကိုထူးထူးခြားခြားဖြစ်နေပြီးအเจ้าမဲ့စိတ်တွေစိုးနေပါတော့တယ်အဲ့ဒါကိုလိုက်တားတဲ့တငယ်ချင်းကိုအချွန်တစ်ခုနဲ့ထိုးပြီးထွက်သွားပါတယ်ဒါကြောင့်မဲ့ ဝါနဲ့သူငယ်ချင်းကနောက်ကလိုက်တဲ့အခါမှာတော့လူကတ်စ်ကတိုက်ကောင်မှုအဆုံးမှာမတ်တက်ရနေပြီးဒီစုံတယောက်ကိုတယောက်နဲ့စကားတွေပြောနေတာကိုဝါတို့ထူးဆန်းစွာတွေ့လိုက်ရပါတော့တယ်။သူတို့ကအခြေအနေကိုနားမလည်သေးတော့အောက်ကိုဆင်းလာဖို့ပြောပေမဲ့လူကတ်စ်ကကြောင်တောင်ဖြစ်နေပြီးအောက်ကိုခုန်ချသွားပါတော့တယ်။အဲတော့မှဝါတို့လည်းတွေ့လိုက်ရတာကအောက်ဖက်မှာလူတွေအများကြီးဓမီတွေနဲ့လာနေကြတာကိုတွေ့တော့သူတို့လည်းအောက်ကိုဆင်းပြေးလာတဲ့အချိန်မှာတော့အားလုံးကတိုက်ခိုက်ခံရတာကိုတွေ့လိုက်ရပါတယ်။ သူတို့လည်းအပြင်ကိုထွက်သွားတဲ့သူတို့ရဲ့အဖွဲတွေကလူတယောက်ကိုပုံနေတော့မှတွေ့လိုက်တော့လမ်းပြီးအတန်ပြေးတဲ့အခါမှာတော့သူတို့ကိုမကူညီတဲ့အပြင်အခြားသူတွေကိုသူတို့ရှိကြောင်းလမ်းအချောင်းကြလိုက်ပါတော့လေအလုံးကထွက်လိုက်လာတော့ပန်တို့လည်းထွက်ပြေးကြရပါတယ်သူတို့လမ်းအတန်ပြေးလိုက်တဲ့လူကတော့ခန်းစားချက်မဲတဲ့မျက်နှာနဲ့တခြားတယောက်လိုဖြစ်နေပါပြီဝမ်တို့လည်းထွက်ပြေးလာရင်တကားပေါက်တစ်ခုကိုရောက်တော့ပိတ်ထားလိုက်ပြီးလူမြောက်လာပါတယ်အဲ့လိုနဲ့သူတို့လာခဲ့တဲ့ယထားစီကိုရောက်တော့လေဘယ်သူမှရှိမနေပဲအနောက်ကနေလိုက်လာကြပြီဆိုတော့ယထားကိုမောင်းပြေးရပါတော့တယ် သူတို့ကလူမြောက်လာပေမဲ့အခြေအနေကိုပုံနာလည်သွားတာကတော့လူတွေကတခြားတယောက်လိုဖြစ်နေကြတာကိုသတိထားမိသွားပြီးပြေးလို့မဖြစ်ပဲမီးလင်းနေတဲ့ဘောလုံးကွင်းကိုတွားရောက်အခြေအနေကိုစုံစမ်းဖို့ပွမ်းကားလုပ်ပါတော့တယ်။သူတို့တငယ်ချင်းတယောက်ကလည်းဒဏ်ရာရထားတော့ယထားကိုဝမ်းရဲတငယ်ချင်းကဆက်မောင်းသွားစေပြီးဝမ်းနဲ့နောက်တစ်ယောက်ကတော့ဘောလုံးကွင်းမှာကိုသွားဖို့ခုံချချင်ခဲ့လိုက်ပါတယ်။သူတို့ဘောလုံးကွင်းမှာကိုရောက်တဲ့အခါမှာတော့လူတွေနဲ့အကောင်တွေကရုံးတော့နေပြီးအလုံးဟာတနက်ပြစ်ကိုလေ့ကျင့်နေကြပါတယ်။ ဝါနိုလည်းဘောလုံးကွင်းထဲကိုဆက်ဝင်လာပြီးအပေါ်စီးကနေကြည့်လိုက်တဲ့အခါမှာတော့လူသားတွေကအလင်းရောက်ထွက်နေတဲ့နေရာကိုမတ်တပ်ရပ်ပြီးစိုက်ပြီးကြည့်နေကြပါတယ်။အထက်မှာတော့လူသားလက်တွေအများကြီးပေါက်နေတဲ့အကောင်ကြီးတစ်ခုရှိနေတာကိုမြင်လိုက်ရပြီးနားလေလိုက်တာကအတ္တကြီးကလူသားတွေကိုစိတ်ပြောင်းအောင်ထိချုပ်နေတယ်ဆိုတာပါပဲ။အဲ့တော့မှဟွမ်လည်းထူးထူးခြားခြားအပြုမှုတွေပြောင်းနေတဲ့သူတမီးကိုတတိယသွားပြီးအားလုံးဟာညှို့ယူခံထားရတယ်ဆိုတာသဘောပေါက်သွားပြီးလက်ရှိဇလန်ရဲ့စီစဉ်ဝမ်းလည်းပြီးဆုံးသွားပါတော့တယ်။ စီစဉ်လို့ထွက်လာရင်လည်းယခုလို recap ပြန်လုပ်ပြီးမှဖြစ်ပြီးစီစဉ်ဝမ်းကိုကြည့်ပြီးသားသူတွေကလည်းလက်ရှိစကားပေါ်ကိုကိုနားလေတဲ့အမြင်လေးတွေပြောပြပေးသွားလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်